လျှို့ဆောင်ထူသေဆုံးရတာနှစ်ပတ်ကျော်သုံးပတ်ရှိပါပြီကုတတီသူရဲ့သေဆုံးမှုက TikTok နဲ့ Facebook ပေါ်မှာ YouTube ပေါ်မှာလူပြောများနေပြီးတော့သူရဲ့ပိသက်တွေကတော့အပြေမှန်ကိုစောင့်ဆိုင်းနေကြတာလေးဖြစ်ပါတယ်အကြောင်းရင်းကလေးရှင်းပါတယ်သူရဲ့ချစ်သူကောင်းမလေးဟာပိုင်းလုံးကောင်းဆိုတာတရားသွားလို့ပါသူရဲ့ချစ်သူကောင်းမလေးမှာအရင်ကယောက်ျားရှိခဲ့ဘူးပါတယ် အဲ့ဒီယောက်ျားနဲ့ကွာရှင်းပြီးနောက်ထပ်လင်းတယောက်ရပါတယ်ပြီးတော့အဲ့ဒီလင်းနဲ့ကြိုက်နေတုံးမှာပဲထူးနဲ့ထတ်ကြိုက်ပါတယ်အဲ့ဒီကောင်မလေးဟာထူးမြောက်ကလာပမှာငားနေတဲ့အိမ်မှာပဲထူးနဲ့အတူတူခဏခဏလာနေကြောင်းသိရပါတယ်ပြောချင်တာကတော့ထူးရဲ့အသည်းသလုံးကိုချွေးပြီးတော့ယောက်ျားတကနဲ့ပိုက်တဲ့မိမမျိုးပါတတော်လေးကိုယုံမှုကောင်းပါတယ်နော်အခုခေတ်မှာဗျာမိမတွေကတော်လေးကိုချောက်ဖို့ကောင်းတာဗျာမိမအားလုံးကိုဆူလို့ချင်းမဟုတ်ပါဘူးတချို့ကအရင်ကယောက်ျားရခဲ့ဘူးလေ အဲ့ဒါကိုလိန်လေထားရဗျာဘလို့ကြောက်ဘူးကောင်းတဲ့ခင်လေနော်ဆိုတော့ဒီဥဆောင်ထူလေအဲ့ဒီအလိန်ခံထားရတဲ့နော်မိမရရဲ့မာယာအောက်မှာနေမွန်သွားတဲ့ဘဝနဲ့ရှင်သန်ခဲ့ရပြီနောက်ဆုံးသူတည်ဆုံးသွားတဲ့အချိန်မှာတော့အဖြေမှန်ကိုမသိရပေနဲ့တည်ဆုံးသွားတာဖြစ်တဲ့အတွက်ဒီဥဆောင်ထူကမြမှာဘလို့တတိမကျေနပ်မှုတွေဖြစ်ပေါ်လာမလဲဆိုတာကတော့ကျွန်တော်အနေနဲ့ခံမှန်ကြည့်ုံနဲ့သိလိုက်ပါတယ်အခုဒီဥဆောင်ထူကတည်းဝင်မှုတွေဘာညာပြောဆိုနေကြပြီလေဖြစ်ပါတယ် သူဒီဝင်ပူရာလာဘာညာလာတော့ကျွန်တော်သိချာမသိဘူး။ရုပ်ဆောင်သူရဲ့တည်ဆုံမှုနောက်ကွယ်မှာတော့များစွာသောအခြေများမှုတွေရှိနေကြောင်းလည်းကျွန်တော်သိရတယ်။ရုပ်ဆောင်သူရဲ့ငွေချင်းကိုယ်တိုင်ကသူကားပေါ်ကနေမရှင်းခင်မှာတည်ရုပ်ဆောင်သူနဲ့သူရဲ့ကောင်းမလေးဟာစကားမျက်ရည်ဖြစ်တယ်လို့ဆိုပါတယ်။ဒီကောင်းမလေးဟာရည်စားရှုပ်တယ်။ဒါကြောင့်မလို့တည်ရုပ်ဆောင်သူကခဏခဏသူဝန်သူမှုတွေဖြစ်ပေါ်နေတယ်လို့ဆိုထားလေဖြစ်ပါတယ်။သူရဲ့ကောင်းမလေးကဒီဥဆောင်သူပြင်တော့ထက်လူတွေကိုပါသွဲနေတာဖြစ်ပြီးတော့ဒီဥဆောင်သူကသူတို့ကိုဖျက်ဖို့ခဏခဏပြောရကြောင်း ။ရုံးဆောင်သူကလုံဆောင်မအချစ်ကြီးတဲ့သူဖြစ်ကြောင်းသူတကယ်ကျိုးခဏခဏလူကြီးကောင်းမလေးနဲ့ပြဿနာဖြစ်နေတဲ့ကိစ္စတွေကိုရင်ဖွေးခဲ့ကြောင်းလည်းပြီးရပါတယ်။ဒါကြောင့်ခုလိုမျိုးသူတကယ်ချင်းစင်းသွားပြီးတဲ့နောက်ပိုင်းမှာကားမောက်တယ်ပေါ့ဗျာ။သူတကယ်ချင်းအိမ်နဲ့ထူးငားနေတဲ့အိမ်က9မိနစ်တောင်မကြာဘူး။ဒီကြားထဲမှာဘာတွေဖြစ်ပြသွားခဲ့တလဲဆိုတော့ဒီကောင်မလေးကိုရှင်းပြခိုင်းတဲ့အခါမှာလေဒီကောင်မလေးကသူ့အမိကမရှင်းခိုင်းလို့မရှင်းတာပါဆိုပြီးတော့လိမ့်လေထွက်ဆိုလာခဲ့ရလေဖြစ်ပါတယ်အခု ဒီကောင်မလေးကအရင်ကယောက်ျားရှိခဲ့တဲ့အခုရီးစားရှိတဲ့ဆိုတဲ့တပ်သေးတွေထွက်လာတဲ့ကမှနှုတ်ဆက်နေတာဖြစ်တဲ့အတွက်ဖြစ်ရအားလုံးကိုသူရဲ့သေဆုံးမှုမှသူပေါင်းပတ်သက်နေတာကိုဝန်ခံလိုက်တာပဲဆိုပြီးတော့ပြောဆိုနေကြပြီလေဖြစ်ပါရယ်ဗျာ